ဟေဝံမတိုင်ခင်ကတေးကောင်လေးနဲ့လိုက်ပြေးခဲ့ဖို့ကြောင့်ဘုံများဖိမြန်ပေါ်လာတဲ့ဝိုင်းစုခိုင်တဲ့မင်္ဂလာပါပရိသတ်ကြီးတို့ရေကျမတို့ channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အမှုပညာလောကမှာပရိသတ်တွေကြားစိတ်ဝင်စားမှုအများဆုံးအချက်ဇာတ်လမ်းတွေကတခု ဖြစ်တဲ့တေးဆောင်အစိုးရဝိုင်းစုခိုင်တဲ့ရဲ့အခြေရေးလိုအပ်ချက်တွေကိုဖော်ထုတ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်သူတို့ပြင်ဟေဝံနဲ့မတိုင်ခင်ကတေးစဝါနဲ့လိုက်ပြေးခဲ့ဖို့ရဆိုတဲ့ကောလာဟာလာတွေပြီးတော့မှဟေဝံနဲ့အချက်ဇာတ်လမ်းပေါ်ပေါက်လာပုံ နောက်ဆုံးမှာမိဘတွေရဲ့သဘောမတူမှုကြောင့်လမ်းခွဲခဲ့ရတယ်ဆိုတဲ့သတင်းတွေရဲ့အမှန်တရားဟာဘယ်လိုလဲအနီးကနေခဲ့ရသူတဦးရဲ့ထုတ်ဖော်ပြောဆိုချက်တွေပေါ်အခြေခံပြီးကျမတို့ကြည့်လိုက်ကြရအောင်ပြည်သက်ကြီးတို့လည်းသိကြတဲ့အတိုင်းပါပဲဝမ်စုခိုင်တဲ့ရဲ့အခြေဇလန်းတွေဟာအများကြီးရှုပ်ထွေးနေတာပါတချို့ကိစ္စတွေကဘုံမြဖိမြပေါ်လာတတ်တာမျိုးပေါ့ဒီနေရာမှာပေါ်ထွက်လာတဲ့သတင်းတရက်ကတော့ဟေးဝရန်နဲ့မချစ်ခင်ကလေးကတေးရေးစွာဆိုသူနဲ့ရေးစားရဖြစ်ခဲ့ပြီးလိုက်ပြေးခဲ့မှုရယ်ဆိုတဲ့အကြောင်းအရာတွေဖြစ်ပါတယ် တတိယဟာထုတ်မီယာတွေနဲ့လူမှုကွန်ရက်တွေမှာပြန့်နှံ့ခဲ့မှုပြီးအနိကသရှိသူတို့အူရဲ့ပြောကြားချက်အရာဒီအကြောင်းအရာကိုတီးခဲ့ရတာပါ။ဇဝါနဲ့လိုက်ပြေးခဲ့တဲ့ဇလံပြီးမှသာဟေဝရန်နဲ့အရှင်ဇလံစတင်ခဲ့တာလို့အခိုင်အမာပြောကြားခဲ့ပါတယ်။ဇဝါရဲ့နောက်မှာတော့ရှူတင်ကမီထိုးမန်ထိုးကောက်လေးတယောက်နဲ့လိုက်ပြေးခဲ့မှုတယ်လို့လည်းသိရပါတယ်။ဒီလိုတိတ်ဇလံတွေရှိခဲ့ပေမဲ့ဟေဝရန်ဟာဝိုင်းစုကိုတကယ်ပဲချစ်ခဲ့တာဖြစ်ကြောင်းအားလုံးသိကြပါမှာ။ဒီလိုတိတ်ဇလံတွေရှိခဲ့ပေမဲ့လည်း ဟဲဝရင်ဟာဝိုင်းစုဖို့တကယ်ပဲချစ်ခဲ့တာဖြစ်ကြောင်းအလုံးသိကြပါရဲ့ဒါပေမဲ့သူတို့နှစ်ဦးလမ်းခွဲခဲ့ရတဲ့အဓိကအကြောင်းရင်းကိုပြည့်တဲ့အများစုကဟဲဝရင်မိဘတွေကမျက်ရည်ခံမှန်းရှိလို့ ဒါမှမဟုတ်ဝင်ကြီးအစ်စင်အတန်းကြောင့်ခွဲခိုင်းလာလို့ထင်ခဲ့ကြပါတယ်။သို့တော်လည်းနေကတိရှိသူရဲ့ထုတ်ဖော်ပြောချက်အရတော့ဖျိုးရရဲ့မိဘတွေဟာဝိုင်းစုခိုင်သိမ်းရဲ့အတိတ်အချစ်ရဇလံအထူးသဖြင့်ဇဝါနဲ့လိုက်ပြေးခဲ့မှုရဲ့ကိစ္စတွေကြောင့်ပဲခခတိတိဖြစ်ပြီးလက်မခံနိုင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။ဒါကြောင့်မှချစ်ကြိုက်နေခဲ့ကြပါမယ်ခွဲခါခဲ့ရတယ်လို့လည်းဆိုပါတယ်။ ဒီချက်ကပြည်သက်တွေအထင်မြင်လွဲနေတဲ့အချက်ကိုဖြေရှင်းပေးလိုက်လို့ပါပဲ။ပစုံအောင်လမ်း90ကတိုက်ကန်းတစ်ခုမှာဝိုင်းစူးနဲ့အောင်လာတို့သူတို့နှစ်ဦးရဲ့ဆက်ဆံရေးဟာထင်ထင်ကျဲခဲ့ရဆိုတဲ့သတင်းတွေဟာလည်းလူသိများခဲ့ပါတယ်။အထူးသဖြင့်အဲ့ဒီတိုက်ခန်းရဲ့အထမ်းကပ်ရမှာနေထိုင်ခဲ့သူတဦးရဲ့ထုတ်ဖော်ပြောဆိုချက်အရဝိုင်းစူးနဲ့အောင်လာတို့ရဲ့အခြေအနေဟာအဲ့ရောကဘလို့အခြေအနေရှိခဲ့လဲဆိုတာကိုသူတို့ကိုယ်တိုင်အတိအဆုံးမှလို့ခိုင်မာစွာပြောကြားခဲ့ပါတယ်။ ဒါကတော့ထိုအချိန်ကဝိုင်းစုခိုင်တဲ့အခြေအနေနဲ့ပတ်သက်ပြီးထွက်ပေါ်ခဲ့တဲ့ကောလာဟာလာတွေကိုပိုပြီးအဖြစ်ပေးလိုက်တယ်လို့ပါပဲ။ပြည်သက်ကြီးတို့ရဲ့ဒီနေ့မှာတင်ဆက်ပေးခဲ့တာကတော့ဝိုင်းစုခိုင်တဲ့အချစ်ဇလန်းတွေရဲ့နောက်ွယ်ကထိန်ချန်ထားတဲ့အမှန်တရားတွေအနိကတိသူတွေရဲ့ထုတ်ဖော်ချက်တွေအပေါ်အခြေခံထားတဲ့အကြောင်းအရာတွေပဲဖြစ်ပါတယ်။ဘလို့ပဲဖြစ်ဖြစ်လူပညာရှင်တွေရဲ့ကိုယ်ရေးကိုယ်တာကိစ္စတွေဟာပြည်သက်တွေအများရန်စိတ်ဝင်စားစရာပါ။ ဒီကြောင်ရတွေဟာစစ်မှန်တဲ့အချက်လက်တွေဟုတ်မဟုတ်ကိုတော့ပြည်သက်ကြီးတို့ကိုယ်တိုင်ဆုံးဖြတ်သုံးသပ်နိုင်မှုတင်ဆက်ပေးလိုက်တာပဲဖြစ်ပါတယ်။နောက်ထပ်ပဲအမှုပညာရှင်ရဇလန်းကို ထပ်ပြီးတင်ဆက်ပေးစီခြင်းပါတယ်။ကောမမရေးခဲ့ပေးဖို့မမေ့ပါနဲ့နော်။ကြီးစုအားပေးတဲ့အတွက်အထူးကျေးဇူးတင်ရှိပါတယ်ရှင်။